ပယုစိတ်မလေးဟိုပါကကောင်လေးကိုပယုစိတ်လေးတွေနဲ့အတူလေ့ကျင့်တင်ကြားပေးဖို့အတွက်ညွှန်ကြားရေးမှူးစီကိုအပ်လိုက်ပါတယ်။ကောင်လေးကိုပထမဆုံးတင်ကြားမှာကအစာရှာရမှာဖြစ်ပါတယ်။ပယုစိတ်တွေကအစာရှာတာကိုအဖွဲလိုက်ကျိုးပန်းလှုပ်ဆောင်ရပါတယ်။မြေကြီးအက်ကွဲကြောင်နဲ့ရေအိုင်တွေကိုဖျက်ကျော်ကဂျယ်လီတုံးကိုတတ်မှတ်ထားတဲ့နေရာစီတဲပို့ရမှာဖြစ်ပြီးအဖွဲဝင်အားလုံးတတ်မှတ်ထားတဲ့နေရာရောက်မှအနိုင်ရမှာဖြစ်ပါတယ်။ပထမဆုံးတားဆီးဖြစ်တဲ့အက်ကွဲကြောင်ကိုကျော်ဖြတ်နိုင်ဖို့ပယုစိတ်လေးတွေကအတူလှုပ်ဆောင်ဖို့ပြောပေမဲ့ကောင်လေးကလက်မခံဘဲခုန်ကူးလိုက်ပါတယ်။တစ်ဖက်ကိုရောက်မသွားဘဲအက်ကွဲကြောင်လေးကိုပြုတ်ကျသွားခဲ့လို့ပူရွက်စိတ်လေးတွေကကူညီပေးရပါတယ်။ နောက်တစ်ဆင့်အနေနဲ့အပင်တွေကိုအစင်စင်လွှဲရန်ပြီးရေအိမ်ကိုဖျက်ချော်နိုင်ဖို့ကြိုးစားရပါတယ်။ကောင်လေးကကြောက်လန့်ကလက်ကိုလှုပ်လိုက်တာကြောင့်လွန့်ထွက်သွားကချယ်လီတုံးစီကိုတန်တန်မတ်မတ်ရောက်သွားပါတယ်။ကျန်တဲ့ပရွက်စိတ်လေးတွေကလည်းကောင်လေးလှုပ်တဲ့နီလန်အတိုင်းလှုပ်ကြပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ချယ်လီတုံးကိုယူပြီးနယံအမြင့်ကိုတက်ရမှာဖြစ်တာကြောင့်ကောင်လေးကအခက်တွေ့သွားပါတယ်။ကောင်လေးကကြိုးစားပြီးနယံပေါ်တက်နေပေမဲ့တစ်ဖက်ပြန်ဘက်အတင်းကကြော်တက်ပြီးအနိုင်ရသွားပါတယ်။ကောင်လေးကစိတ်တက်ကြသွားကပူရွက်စိတ်တွေရဲ့တဘာဝကိုမတင်ယူချင်တော့ဘဲအိမ်ကိုပြန်ချင်ကြောင်းပြောပြီးပူရွက်စိတ်တွေရဲ့လှုပ်ဆောင်မှုတွေနဲ့အသားမကျကြောင်းပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာပယုစိတ်တွေရဲ့ရန်သူဖြစ်တဲ့တိုက်ခိုက်တဲ့အကောင်တွေရောက်လာပြီးပယုစိတ်တွေကိုစတင်တိုက်ခိုက်ပါတယ်။တိုက်ခိုက်တဲ့အကောင်ကကောင်လေးကိုဖမ်းမဲ့ချိန်မှာဟိုဘာကကြားဝင်တိုက်ခိုက်လိုက်ပါတယ်။ဟိုဘာကိုမကူညီဘဲကောင်လေးကကြောက်လန့်ကမြတ်တော်တဲ့ဝင်ပြေးပါတယ်။အရင်ကအတန်းဖော်တွေပြစ်ခဲ့တဲ့ပြောက်တစ်ခုကိုတွေ့သွားပြီးဖန်ကွဲစကိုယူလိုက်တာမိမိဖို့အတွက်စူးစမ်းနေတဲ့ချိန်တိုက်ခိုက်ရေးအကောင်ကရောက်လာပြီးတိုက်ခိုက်ပါတယ်။တိုက်ခိုက်ရေးအကောင်ရဲ့အဆူကပြောက်သေးကိုစိုက်ဝင်နေချိန်ပောက်ကွဲသွားတာကြောင့်တိုက်ခိုက်တဲ့အကောင်တွေကြောက်လန့်ပြီးပြန်ဆုတ်သွားကြပါတယ်။